အားလုံးပဲမင်္ဂလာပါ first class programming အရင်ကတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်ဒါကုတ်ရေးတဲ့ဟာကိုကျွန်တော်အစားအနေပြန်ပြီးတဲ့အခါကျတော့စတင်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးလုပ်မလဲဆိုတော့ကျွန်တော်ပြောပြပြအောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာကျတော့ကျွန်တော်အပိုင်း9အပိုင်းနေကျွန်တော်ပြောပြပေးပါမယ်ပေါ့နော်ဆိုတော့ မိတ်ဆွေတို့ဆင်ပါစားလို့ရှင်အဆုံးလေးလိုက်ကြည့်ပါဒီဗီဒီယိုကဘသူတွေအတွက်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီကုတ်ကိုစတင်ပြီးတဲ့အခါကျတော့ရေးသားတဲ့အခါမှာဗျာဒီအမားတွေဓာမလဲတာတွေပြီးတဲ့အခါကျတော့ခက်ခဲတာတွေအများကြီးကြုံတွေ့ကြရတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကဒီကျွန်တော်ဒီလမ်းလွဲခဲ့တဲ့အမားတွေပြီးရခါကျတော့အပူတွေလုတ်ပြီးရခါကျတော့အချိန်ကုန်ခဲ့တဲ့ဟာတွေကိုကျွန်တော်သင်ကန်းစာယူပြီးရခါကျတော့ကျွန်တော်အစားအနေပြန်စားရမယ်ဆိုလို့ရှင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပြောပြပေးပါမှာပါဆိုတော့ ဒီအကြံပြုချက်ကဆိုရင်ဖြင့်ကျွန်တော်တို့ဒီမြန်မာနိုင်ငံလို့ဒီနီးပညာဆိုင်ရာအရင်အမြတ်တွေအထောက်ပံ့နေရရှိဖို့ခက်ခဲတဲ့နေရာမှာနေနေတဲ့သူတွေအတွက်တော်တော်ကြီးကိုအသုံးဝင်မှာဖြစ်ပါတယ်ဆိုရက်ကကျွန်တော်ဖီဒီယိုလေးစလိုက်အောင်ဆိုတော့ဒီမဆခင်မှာကျွန်တော်တို့ကြိုတင်ပြီးတဲ့ခါကျတော့ပြင်ဆင်ရတဲ့ဟာတွေရှိရပြဘာကြီးလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ရည်ဝဲချက်နေဒီပန်းနိုင်ကျွန်တော်တို့ကရှင်းရှင်းလင်းလင်းတတ်မှတ်ရတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကုတ် စတင်ပြီးတဲ့ခါကျတော့လေးလာတာဘာအတွက်လဲကျွန်တော်တို့အလောက်ကအခွင့်အလမ်းအတွက်လားပြီးတဲ့ခါကျတော့ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့အတွက်လားကျွန်တော်တို့ကိုဝိုင် project တွေဖန်တီးဖို့အတွက်လားပြီးတဲ့အခါကျတော့စိတ်ဝင်စားဖို့ဒီတိုင်းဗဟုသုတအနေနဲ့ကျွန်တော်တို့တိုးပွားဖို့အတွက်လားကျွန်တော်တို့ကိုယ်တိုင်ကိုကိုကိုပြန်မေးရပဲပေါ့နော်အဲ့ဒါမဟုတ်ဘူးကိုယ့်ရဲ့ပန်းတိုင်ကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိပြီးမှသာကိုကဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့လေ့လာနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ ဒီအချက်လေးကတော်တော်ကြီးအရေးကြီးပါတယ်ဒုတိယအချက်ကိုသွားလိုက်အောင်ဆိုတော့ဒီဒုတိယအချက်ကကြားတဲ့အခါကျတော့ကျွန်တော်တို့ကလေးလာမယ့်နီလန်းကိုကျွန်တော်တို့မှန်မှန်ကန်ကန်ရွေးချယ်သွားမယ်ဗျာဒီလေးလာပါမယ့်နီလန်းကိုကျွန်တော်ကမှန်မှန်ကန်ကန်ရွေးချယ်ရမယ်ဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်အရင်တုန်းကအရေးပါတဲ့ဟာတွေကိုကျွန်တော်ကလိုက်ပြီးခါ research တွေမလုပ်ဘူးဗျာဒီတိုင်းလူကြားထဲမှာဒီနီးပညာတွေကျွန်တော်လေးလာခဲ့တယ်ဗျာဟိုကလူကြားများတဲ့ဟာပေါ့ ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဗျာဒီလိုကဒါပြောလိုက်လို့ရှိရင်ကျွန်တော်ကဒါလေးလာလိုက်တယ်ဒီလိုကဒါကောင်းလိုက်ပြောလို့ရှိရင်ကျွန်တော်ကကြတဲ့အခါကျတော့ဒါလေးလာလိုက်ပြောဗျာအဲ့ဒါမျိုးမဟုတ်ဘဲနဲ့ကိုရီးယားဘယ်ဟာကိုလေးလာလဲဆိုတာကိုကျွန်တော်တို့ကမှန်မှန်ကန်ကန်ရွေးချယ်ဖို့လိုတယ်ဥပမာဒီမြန်မာနိုင်ငံရဲ့အလောက်အကိုင်းဒီ market မှာပေါ့နော်ဘယ်နည်းပညာတွေကိုအဓိကသုံးလဲဥပမာ France ဆိုလို့ရှိရင် Rialto Flutter တို့ပြီးတဲ့အခါရော Bagan ဆိုလို့ရှိရင်ကျွန်တော် Node.js တို့ ပါလို့ရှိရဗျာဆိုတော့အခါကျကျွန်တော်တို့အဲ့ဒီဟာတွေကိုကျွန်တော်တို့အရင်ဆုံး research line တော့ပါပဲဗျာ research လုပ်ပြီးတော့မှကျွန်တော်တို့ဘာကိုလေ့လာမလဲဆိုတော့ကျွန်တော်တို့က YouTube ရမှာဖြစ်တယ် ပြီးတဲ့ခါကျတော့နောက်ထပ်တစ်ခုကကြာခါကျွန်တော်တို့အချိန်ဇေယျဆွဲရမယ်ဒီနံပါတ်3အချက်ကျွန်တော်တို့အချိန်ဇေယျဆွဲရမယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်ရေးသားတဲ့ဟာကိုစတင်လေ့လာတဲ့အခါမှာကျွန်တော်တို့အချိန်ဇေယျတိတိကျကျဆွဲတာအရန်ကိုအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့တနေ့ရဲမှာကျွန်တော်တို့အရန်အများကြီးလုပ်လို့ရှိရင်ကျွန်တော်တို့အရန်ဘန်တော့ဖြစ်မယ်ကျွန်တော်တို့ energy အရန်ကုန်တတ်ပါတယ်အဲဒါဆိုဘယ်လိုပါကျွန်တော်ကအစားအနေပြန်ပြီးတဲ့ခါကျတော့စလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် အနည်းဆုံးတရက်ကိုတနားရီလောက် research လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်၃နာရီလောက်ကိုယ့်ကိုလေ့လာဖို့အတွက်ကျွန်တော်အချိန်ပေးမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နေ့စဉ်မှန်မှန်လေ့လာခြင်းကတပတ်မှာတရက်ပဲအချိန်အများကြီးယူပြီးရခါကျတော့လေ့လာတာထက်ပိုမိုပြီးရခါကျတော့ထိရောက်လို့ပါဆိုတဲ့အခါကျတော့ကျွန်တော်တို့အပိုင်းနှစ်လေးဆက်ပြီးရခါကျတော့တွေ့ရအောင်ဒီအပိုင်းနှစ်မှာကြားရတဲ့အခါကျတော့ကျွန်တော်တို့ကုတ်စတဲ့ရေးသားမဲ့ဟာအတွက်ကျွန်တော်တို့ဒီအခြေခံကိုဘယ်လိုမှလောက်အောင်မယ်ဆိုတော့ကျွန်တော်ပြောပြမယ်ပေါ့နော် ဒီကုတ်စတဲ့ရေးသားတဲ့ဟာကိုစတင်ပြီးတဲ့အခါကျတော့လေးလာတဲ့အခါမှာလူတိုင်းလူလူမှားလေရှိတယ်။အဲ့ဒီအမှားကြတဲ့အခါကျတော့ဗျာဘာလဲဆိုတော့အခြေခံတွေကိုကြော်ခွားပြီးတော့မှဒီရှုပ်ထွေးတဲ့အပိုင်းတွေကိုတန်းလောက်ကြတာဗျာ။ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အများဟို variable တို့ဒီ data structure တို့မလေ့လာပဲနေ GI function တကူလောက်ရေးပြလိုက်တာကြီး။အဲ့ဒါမျိုးအခြေခံတွေကိုမလေ့လာဘဲနဲ့ကျွန်တော်တို့ဒီ complex ဖြစ်တဲ့ဟာတွေကိုချက်ချင်းကြော်ဝါလို့မရပါဘူး ဆိုတော့ကျွန်တော်ဒီအစားအနေပြန်ပြီးရဲ့အခါကျတော့စတင်ပြီးရဲ့အခါကျတော့လေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာကိုအရင်ဆုံးလေ့လာမလဲဆိုတော့ဒီ programming နေရဲ့အခြေခံသဘောတရားဖြစ်တဲ့ variable တို့ data type တို့ပြီးရဲ့အခါကျတော့ control flow တို့ပြီးရဲ့အခါကျတော့ကျွန်တော်တို့ function တို့ scope တို့ပြီးရဲ့အခါကျတော့ basic data structure တွေကိုကျွန်တော်စတင်ပြီးရဲ့အခါကျတော့လေ့လာမှာဖြစ်ပါတယ်ဆိုတော့နောက်ထပ်တစ်ခု computer science နဲ့ကျွန်တော်တို့အခြေခံသဘောတရားတွေဆိုတဲ့အခါကျတော့ကျွန်တော်တို့က algorithm နဲ့ problem solving ကိုကျွန်တော်တို့လေ့လာရမယ်ဒီ computer science မှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါတွေကအရေးကြီးတယ်ပြီးရတဲ့အခါကျတော့ bit o notion နဲ့ type space complexity ဆိုတာရှိပြီအဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့လေ့လာရပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ memory management ကိုကျွန်တော်တို့လေ့လာရပါမယ်ဆိုတော့ကျွန်တော်ကတော့အဲ့ဒီအချက်တွေကိုကျွန်တော်ဒီမှာတော့ထည့်ပြီးပေးထားဖို့ပေါ့နော်ဒါပေမဲ့မိတ်ဆွေတို့သိချင်တဲ့ဆိုလို့ရှိရင် ရှာလိုက်လို့ရှိရင်သူ့ဘာသူကြာလာမှာပါဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာကြာတဲ့အခါကျတော့ရေးလိုက်လို့ရှိရင်အရင်များတော့မှာမလို့ပါနံပါတ်3ကျွန်တော်တို့ command line interface ကိုကျွန်တော်တို့အသုံးပြုပုံကျွန်တော်တို့ကလေ့လာမှာဖြစ်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အစပိုင်းမှာကျွန်တော် command line interface ကိုမလေ့လာခဲ့တာနောက်ပိုင်းမှာဗျာကျွန်တော်တို့အရင်အခက်အခဲကျွန်တော်ဖြစ်ခဲ့တယ်ဆိုတဲ့အခါကျတော့မိတ်ဆွေတို့ command line interface ကိုအရင်ဆုံးတရားလေ့လာပါပြီးလို့ရှိရင်နောက်ထပ်တစ်ခု git ni version control ဆိုတဲ့အခါကျတော့ဒီဟာကကုတ်တင်ရေးတဲ့သူတိုင်း again အသုံးဝင်ပြီးတဲ့အခါကျတော့ကုတ်တင်ရေးတဲ့တမားတိုင်းသုံးနေတဲ့ဟာပါအဲ့ဒါပါလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ Guinness ကဟတ်တိုဝါကျတဲ့အခါကျတော့ကုတ်ရေးတဲ့အခါကျတော့အရန်ရေးကြီးခဲ့ application တွေဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီ ပြန်စားရမယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံး kit ကိုစတင်ပြီးခဲ့ခါကျတော့လေ့လာမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်တော်ဆက်စပ်အူဆုံးရေးတော့ကျွန်တော် kit ဆိုတာဘာမှန်းလဲတော့ကျွန်တော်မသိဘူး။ဘာကျွန်တော်ဒီကိစ္စမရေးပြီးခဲ့ခါကျတော့ဒီ conflict တွေလည်းဖြစ်ပါတယ်လည်းဖြစ်ဆိုတဲ့အခါကျတော့အဲ့ဒီဟာတွေကို manage လုပ်ဖို့အတွက်ကျွန်တော်တို့ဒီ kit နဲ့ fashion control ကိုတုံးလိုက်တဲ့အခါကျတော့တော်တော်ကြီးကို effective ဖြစ်တယ်ဗျာ။အဲအဲကြောင့်မလို့ကျွန်တော်တို့ kit နဲ့ fashion control ကိုအရင်ဆုံးလေ့လာပါဆိုတဲ့အခါကျတော့ဒီမှာကျတော့ ကြည့်ရှိမယ်ကြက်လက်ရှိမယ်ကျွန်တော်တို့အပိုင်း၃လေးလာဖို့အတွက်အကောင်းဆုံးနည်းလမ်းနေဆိုရအခါကျကျွန်တော်တို့ဒီအပေါ်ကအပိုင်းနှစ်ပိုင်းပြီးတော့လို့ရှင် ကျွန်တော်တို့ကလေးလာတဲ့မတ်သက်ကိုကျွန်တော်ပြောပြပေးမယ်ဆိုရအခါကျတော့ပထမဆုံးအပိုင်း project based learning ဒီအပိုင်းကဒီဟာကြတဲ့အခါကျတော့တော်တော်ကြီးအရေးကြီးတယ်တဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သင်တန်းတွေမှာလေးလာပြီးတဲ့အခါကျတော့ဗျာဒီလက်တွေ project တွေမလုပ်တာကြတဲ့အခါကျတော့အကြီးဆုံးအမှားတစ်ခုဗျာဆိုတော့အခုဆိုလို့ရှင်ဒီ project based learning ကအရင်ကြီးကို တော်တော်ကြီးကိုကောင်းနေပြီးတဲ့အခါကျတော့ကို့အတွက်လည်းတော်တော်ကြီး effective ဖြစ်တယ်လို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီတင်တန်းနေပြီးတဲ့အခါကျတော့ကျွန်တော်တို့ကြောင်းမာတွေတင်တန်းဆရာတဲ့အခါကျတော့ဒီတိုင်း function လေးတစ်ခုတော့ပြီးတဲ့အခါကျတော့ဒီ data structure ရဲ့ဟာတို့ပြီးတဲ့အခါအလုံးလုံးပုံလေးပဲတင်သွားရပြ documentation လို့ပုံစံမျိုးပဲသူတို့ကတင်သွားရပြတကယ် real world ဒီမှာ ဖြစ်နေတဲ့ဟာတွေကိုသူတို့ကမတင်ပေါ့ဝါးပေးဘူးပြအဲအကြောင်းမလို့ကျွန်တော်တို့က ChatGPT ကိုသွားဒါမှမဟုတ်ကျွန်တော်တို့ Google ကိုသွားသွားပြီးလို့ရှိရင်ကျွန်တော်တို့ level နဲ့ကန့်ရတဲ့ project ကိုတောင်းတောင်းပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ project ကိုရေးပြီးတဲ့ခါကျတော့ landing လောက်တာကအကောင်းဆုံးပါဆိုတော့ဒုတိယတစ်ခု documentation ဖတ်လာဒီဟာကကျွန်တော်အရင်တုန်းက documentation နဲ့မဖတ်ပဲနေပြကျွန်တော် tutorial တွေဟိုပဲကျွန်တော်ကြည့်ပြီးတဲ့ခါကျတော့လောက်ခဲ့တဲ့အတွက်ကြောင့်မလို့ အမှားတစ်ခုလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ application တစ်ခုရှိမှာဗျာ။အဲ့ဒီထဲမှာ readme ဆိုတဲ့ဟာလေးရှိမှာ။ဆိုတော့ဒီ application တစ်ခုလုံးရဲ့ဟာလေးကအဲ့ဒီ readme ထဲမှာပါတယ်။အဲ့ဒီ readme ကိုသွတ်ဖက်လိုက်လို့ရှိရင်ဒီ application ကဘာတွေတုံးထားလဲ၊ဘာပုံရေးထားလဲ၊ဘယ် framework နဲ့ရေးထားလဲဆိုတော့ကျွန်တော်တို့အကောင်းဆုံးသိနိုင်ရဲ့ဗျာ။ဆိုတော့ဒီ documentation တွေဖတ်ပါပြီးတဲ့အခါကျတော့နောက်ထပ်တစ်ခုတက် documentation ဆိုတာရှိရဗျအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီထဲမှာဘာတွေတုံးထားလဲပြီးတဲ့ခါကျတော့ function တွေရေးမလဲပြီးတဲ့ခါ API တွေကပါလဲဆိုပြီးတဲ့ခါကျတော့ရှိတယ်ပြီးတဲ့ခါနောက်တစ်ခုကကြတဲ့ခါကျတော့ဒီ SDK တို့ပြီးတဲ့ခါကျတော့ code တွေတို့ပြီးတဲ့ခါ framework တွေတို့ရဲ့ documentation ကျွန်တော်အဲ့ဒီဟာတွေလည်းတော်တော်ကြီးအရေးကြီးတယ်ဥပမာဘာတွေရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ flutter မှာဆိုလို့ရှိရင်ကျွန်တော်တို့ flutter documentation ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ dat documentation ရှိမယ်ပြီးတဲ့ခါကျတော့ framework တွေရဲ့ documentation ဥပမာ Node.js တို့ပါတော့အဲ့ဒီဟာတွေရဲ့ documentation တွေရှိပဲ။ရပြီးတဲ့အခါကျတော့ကျန်တဲ့ဟာတွေအကုန်လုံးမှာကျွန်တော်တို့ documentation တွေရှိတယ်။ဆိုတော့အဲ့ဒီ documentation ကိုလိုက်ပြီးတဲ့အခါကျတော့ဖတ်ပါ။ဆိုတော့နံပါတ်3အချက် code ရေးတဲ့အခါမှာကျွန်တော်တို့မှတ်စုမှတ်ထားပါဘလို့လဲဆိုလို့ရှိရင် code ရေးပြီးတဲ့အခါကျတော့မှတ်စုမှတ်ထားတာရေးရှင်းမှာအရန်ကိုအကျိုးရှိတယ်အရင်တော့ကျွန်တော်အဲ့ဒီလိုမျိုးမှတ်စုမှတ်မှတ်ထားပါဗျာမှတ်စုမှတ်မှတ်ထားတဲ့အခါကျတော့ဘလို့ဖြစ်လဲဆိုလို့ရှိရင် error ဒီ error တစ်ခုတက်တယ်ဗျာ ဒီ error တခုကိုတက်ပြီးရခိုင်အခုဖြေရှင်းလိုက်ပြီ now that error အေး same error ပဲထပ်တက်တယ်အဲ့ချိန်ကျလို့ရှိရင်ကျွန်တော်မဖြေရှင်းတော့အဲ့အရာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကုတ်ရေးတဲ့အခါမှာမှတ်စုလေးကိုမှတ်ထားပါဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ error ကဘာကြောင့်ဖြစ်တာလဲတကယ် source ကဘာလဲဆိုတာလေးကိုမှတ်ထားပါဆိုတော့အခါကျတော့မှတ်စုတွေမှတ်ဖို့အကောင်းဆုံးဟာတော့ကျွန်တော်တို့ notion လို့ပြီးရခါကျတော့ note တို့ပေါ့နော်ဖုန်းထဲမှာဆိုလို့ရှိရင် note ဆိုတာရှိတယ်ပြည့်တဲ့ခါကျတော့ဒီ PC လို့ဖုန်းလို့နေတွဲပြီးခါကျတော့အသုံးပြုလို့ရတဲ့ခါကျတော့ notion ဆိုတာရှိတယ်ကျွန်တော်အဲ့ဒီဟာလေးကို ုံပြလို့ရတဲ့အခါကျတော့မှတ်တာပါ။နံပါတ်၄ speed repetition လေးကိုအသုံးပြလား။ဘလို့လဲဆိုတဲ့အခါကျတော့အတွေ့အကြုံအရာတစ်ခါပဲလေ့လာတဲ့သူတွေကလွယ်လွယ်နဲ့မိပြောက်သွားတတ်ကြတယ်ဗျာ။ဘလို့မျိုးလဲဆိုလို့ရှိရင် function တစ်ခုကိုလေ့လာလိုက်ပြီး theory တစ်ခုကိုလေ့လာလိုက်ပြီးလေးလာပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနေ့လေးလာ မနေ့ဖြန်မေ့သွားတာကိုဖြစ်တတ်တယ်ဆိုတော့အခါကျတော့အဲ့ဒါမျိုးမဖြစ်အောင်ကျွန်တော်တို့ဒီ အာခီလိုမျိုးဒီဘေးနားမှာကျွန်တော်ပြထားတယ်။အာခီလိုမျိုးဒီ application တွေကိုအသုံးပြုပြီးတဲ့ခါကျတော့အရေးကြီးတဲ့ concept တွေကိုမှန်မှန်ကန်ကန်ပြန်ပြီးတဲ့ခါကျတော့အသုံးပြုဖို့အတွက်ကျွန်တော်မှတ်ထားဖို့လိုတယ်။ဆိုတဲ့ခါကျတော့အပိုင်းလေးကျွန်တော်တို့လေးလာဖို့အကောင်းဆုံးနည်းလမ်းတွေပြောပြပါ යි ။ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဘယ်နေရာတွေမှာကျွန်တော်တို့လေးလာရမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်။ဆိုတော့ပထမဆုံးအနေနဲ့ free source ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာဘာသာပြန်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ pay ပေါ့နော်ငွေနေ့ pay ပြီးတဲ့ခါကျတော့ကိုပြန်ရတာကောင်းတဲ့ဟာရှိမယ်ဆိုတော့အဲ့ဒီခါလေးကိုကျွန်တော်ပြောပြမယ်။ ပရမောက်ဆုံးချက် free source free တွေအကုန်လုံးတင်ပေးထားတယ်ဗျာဝေပေးဖို့မလိုဘူး free အကုန်တင်ပေးထားတယ်ဆိုတော့အခါကျတော့ဒီ banana ဟာတွေအကုန်လုံး free source တွေပါဆိုတော့အခါကျွန်တော်တို့မြန်မာဘာသာဖြင့်ကြားနိုင်တဲ့ဟာတွေဆိုတော့အခါကျတော့ဒီ YouTube ပေါ်မှာရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာ ID Facebook group တွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ Telegram တို့ Fiverr တို့မှာကျွန်တော်တို့ group တွေရှိမယ်ပြီးရခါကျွန်တော်တို့ pay course တွေရှိမယ် pay course ကကြတဲ့အခါကျွန်တော်တို့ Udemy တို့ပြီးရခါတော့ Front Master တို့ဟာအမှန်ကျွန်တော်တို့တွားပြီးတဲ့အခါကျတက်လို့ရတယ်ဆိုတော့အခါကျတော့တော်တော်ကြီးလဲကောင်းပါတယ်ယူတမီရရတယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုကောင်းပါတယ်ဆိုတော့ကျွန်တော်တို့အပိုင်းက အဓိကကျွမ်းကျင်ဖို့ကိုကျွန်တော်တို့ဦးစားပေးပြီးတဲ့ခါကျတော့လေ့လာမယ်ဘယ်လိုလဲဆိုလို့ရှိရင်ကိုကဘာကိုကျွမ်းကျင်တာလဲကိုကဘာကိုလှုပ်ချင်တာလဲအဲ့နှစ်ချက်ပေါ့နော်အဓိကကျတဲ့ခါဆိုတော့ဆိုတော့ကျွန်တော်တို့က front ဘိုင်းကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် front ကိုတော့မယ်ဘက်ကန်ဘိုင်းကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကန်ကိုတော့မယ်ဒါကျွန်တော်ဥပမာပေးပြီးတဲ့ခါကျတော့တခုပြောထားတာပေါ့နော်ဆိုတော့အခါကျမိတ်ဆွေတို့ကဘယ်ဟိုပဲတော်တော်မိတ်ဆွေတို့တွားချင်တဲ့ဟာကိုအရင်ဆုံး research လုပ်ပါ research လုပ်ပြီးတဲ့ခါကျတော့ flow လေးချပြီးတဲ့အခါကျတော့မိတ်ဆွေတို့မှတ်ထားပါမှတ်ပြီးတော့မှအဲ့ flow တိုင်းတွက်ပါဆိုတော့ကျွန်တော်ဒီ web development အတွက်ကျွန်တော် flow လေးနည်းကျွန်တော်ပြောပြပေးမယ်ဒီ web development ကိုစပြီးတဲ့အခါကျတော့လေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ HTML CSS ကိုကျွန်တော်အရင်ဆုံးလေ့လာမှာဖြစ်တယ်เนาะ HTML CSS ကိုကျွန်တော်တို့မသိကြမလေ့လာပေးနေကျွန်တော် JavaScript ကိုကျွန်တော်တော့တွက်လို့မရဘူးကျွန်တော် HTML CSS ကိုကျွန်တော်တို့သိချာလေ့လာထားလို့ရှိရင်ကျွန်တော် website layout တွေကိုကျွန်တော်တို့ မှန်မှန်ကန်ကန်ကျွန်တော်တို့ဖန်တီးနိုင်မယ်ပြီးလို့ရှိရင်ကျွန်တော် responsive design တွေကိုကျွန်တော်တို့လုပ်နိုင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့လှပတဲ့ interface တွေကိုကျွန်တော်တို့ဖန်တီးနိုင်မှာဖြစ်ပါတယ်ဆိုတော့နံပါတ်1 problem solving နဲ့ကျွန်တော် algorithm တွေအရင်တုန်းက algorithm တွေကိုကျွန်တော်ကြော်ခဲ့တယ်ဗျာဘယ်လိုလဲဆိုလို့ရှိရင် algorithm တွေကလေးလာတာအရင်ပြင်းဖို့ကောင်းတယ်လို့ပြီးရခါကျတော့ algorithm တွေကလေးလာတာအရင်ရှုပ်တယ်ဆိုပြီးရခါကျတော့ကျွန်တော်ကြော်ခဲ့တဲ့အချိန်တစ်ချိန်ရှိခဲ့ဦးပဲဒါပေမဲ့ဒီ algorithm တွေ ဒီ data structure တွေအားကြရခါကျတော့ဒီ programming language တွေရဲ့အခြေခံအုတ်မြစ်တွေဆိုတဲ့ခါကျတော့အစားအနေပြန်စမယ်ဆိုလို့ရှိရင်ဒီ leetcode တို့ပြီးတဲ့ခါကျတော့ hackerrank တို့အဲ့စတဲ့ platform တွေမှာကျွန်တော်တို့ဒီ problem solving skill ကိုကျွန်တော်တို့မှတ်မှန်လေ့လာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ algorithm တွေကိုကျွန်တော်တရားရှာပြီးတဲ့ခါကျတော့ဖတ်မယ် documentation လည်းဖတ်မယ်ကိုယ့်ဘာသာကိုယ်လည်းကိုယ်ကိုလေ့ကျင့်မှာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ပိုင်းတော့ဒီ database data တွေကကြတဲ့ခါကျတော့ဒီ application တိုင်းရဲ့အဓိက အစိအပိုင်းဖြစ်လဲပေါ့နော်ဆိုတော့အခါကျတော့ database မှာကြာတဲ့အခါတစ်မျိုးကိုရတယ်ဘယ်လိုလဲဆိုလို့ရှိရင် SQL နဲ့ NoSQL database လို့နှစ်မျိုးကိုရတယ် SQL ဆိုတဲ့အခါကျတော့ relational database non sql ဆိုတဲ့အခါကျတော့ non relational database လာအဲ့ဒါမျိုးနှစ်မျိုးကိုရတယ် sql ပို့ပြီးတဲ့အခါကျတော့ secure ဖြစ်ပါတယ်ဆိုတော့အဲ့ဒီနှစ်ခုလုံးကိုမေဆိုလို့တခြားနားလည်ထားဖို့လိုပါတယ်ဆိုတော့အပိုင်း6လက်တွေ့ဒီ real world တွေအတွက်တခြားပြင်ဆင်တာပေါ့နော်ဆိုတဲ့အခါကျတော့ ထမဆုံးဟာတော့ကျွန်တော်တို့ကျွန်တော်တို့ကျွမ်းကျင်တဲ့ဟာကိုစစ်ဆေးဖို့အတွက်ကျွန်တော်တို့ဒီ interview တွေကိုကျွန်တော်လေ့ကျင့်ရမှာဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်အရင်ကဒီအလုပ် interview အတွက်ပြန်ကျွန်တော်တည်တိုင်အချိန်ပေးပြီးရခါကျကျွန်တော်လေ့ကျင့်ခဲ့တာမရှိဘူးဗျာကိုကတည်တယ်ဒီ fashion တကူတမမတို့ဒီ theory တကူကိုကတည်တယ် theory လောက်ပဲတည်ရဗျာသူတို့ကိုခေါ်တဲ့ဟာကိုမတည်ဘူးသူတို့ကိုခေါ်တဲ့နာမည်ကိုမတည်တဲ့အတွက်ကြောင့်မလို့ကိုဘက်ကနေပြတော့ကိုပြန်ပြီးရခါကျပြောလို့ရှိရင်နည်းနည်းလေးထင့်နေတာမျိုးတွေပြီးရခါကျတော့နည်းနည်းလေး မရှင်းတာမျိုးတွေကိုပြောချင်တဲ့အခါကဟိုဘက်ဟိုဘယ်လိုပြောမလဲဒီ interviewer ဘက်ကိုမသိသွားတဲ့ဟာမျိုးတွေဖြစ်လဲအဲအကြောင်းမလို့မိတ်ဆွေတို့ဒီ interview အတွက်အချိန်တကူတက်တက်ပေးပြီးတဲ့အခါကျတော့လေ့ကျင့်မှာဘယ်လိုမျိုးအချိန်မှာလေ့ကျင့်မှုကောင်းလဲဆိုလို့ရှိရင်ကိုကဒီအလုပ်ကိုတွားပြီးတဲ့အခါကျတော့လောက်တော်မဲ့ဒီအလုပ်ကိုတွားပြီးတဲ့အခါကျတော့ရှောက်တော်မဲ့ဆိုလို့ရှိရင်အဲ့ဒီရဲ့ job description ကိုကျွန်တော်ကြည့်မယ်ကြည့်ပြီးလို့ရှိရင်သူရဲ့ requirement ကိုကိုရီးယား ChatGPT ဒါမှမဟုတ်ကျွန်တော် AI ကိုသုံးပြီးတဲ့အခါကျတော့ပေးလိုက်ပေးပြီးတဲ့အခါကျတော့ အဲ့ဒီ interview မှာပါနေမေးနိုင်တယ်လဲဆိုတာကိုတောင်းလိုက်တောင်းလိုက်လို့ရှိရင်သူကပေးလာလိမ့်မယ်အဲ့ဒီပေးလာတဲ့ဟာကိုကိုရီးယားလေ့ကျင့်လို့ရပါတယ်ဆိုတော့နံပါတ်1ကျွန်တော် portfolio တိစောက်တာဆိုတော့ကတော့ဒီတစ်ချက်ပဲဆိုတော့အရင်အရေးကြီးတယ်ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီ ID company တွေကကြားတဲ့အခါကျတော့ portfolio ကောင်းကောင်းတစ်ခုရှိကြအောင်အကုန်လုံးကြိုက်လေသူတွေကြီးပဲဆိုတော့ကတော့ကျွန်တော်အစားအနေနဲ့ပြန်ပြီးရတဲ့အခါကျတော့ ရှာမယ်ဆိုလို့ရှိရင်ဒီဟာကိုလဒီ project baseline တွေကိုလုပ်မယ်လုပ်ပြီးလို့ရှိရင်အဲ့ဒီ portfolio ထဲမှာကိုလုပ်ထားတဲ့ project တွေကိုကျွန်တော်ထည့်ပြီးခဲ့ခါကျွန်တော် sub plan မှာဖြစ်ပါတယ်ဆိုတော့အပိုင်းခေါ်ဗျာဒီနောက်ဆုံးအချက်ပြချက်ကိုတော့ပါမယ်ဆိုတော့ကျွန်တော် personally ကကျွန်တော်ပြောချင်တာအခြားရဲ့ခါဆိုတော့များများလုပ်ပါဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ project baseline တွေကိုများများလုပ်ပါပြီးလို့ရှိရင် reward application တွေကိုများများလုပ်ပါနံပါတ်2 community တွေနဲ့ချိတ်ဆက်ပါဘယ်လိုမျိုးလဲဆိုလို့ရှိရင် တယောက်တည်းလေးလာတာတဲ့ community နဲ့ချိန်ဆက်ပြီးတဲ့အခါကျတော့လေးလာတာပို့ပြီးတဲ့အခါကျတော့ထီအောင်မှုရှိတယ်ဒီ Facebook တို့ Telegram တို့မှာရှိရဲဒီ developer group တွေကိုဝင်ထားပန်းပြီးတဲ့အခါကျတော့သူတို့ရဲ့ information တွေကိုကြည့်ပါဒီ ID ရကြတဲ့အခါကျတော့တရက်တစ်တရက်ပို့ပို့ပြီးတဲ့အခါကျတော့တိုးတက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က information ကိုမကြည့်လို့ချင်းကျွန်တော်တို့နောက်ကျကြနေမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့တင်ယူခြင်းလုပ်ငန်းစဉ်ကဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်ဘူးဆိုတော့အစ်တထက်တဲ့ဤတင်ညာတွေကိုမှန်မှန်လေ့လာပါ ဆိုတော့ဒီ video လေးအကျိုးရှိတယ်ဆိုလို့ရှိရင် message လို comment မှာတခုမှန်ခဲ့ပြီးလို့ရပါတယ်အဆုံးထိကြည့်ပေးရအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်